တရုတ်နိုင်ငံအနေနဲ့မြမပြည်တွင်းရေကိုဝင်ရောက်ဆက်ဖက်နေပြီးတာဟာငင်းချန်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်လို့ခေါ်တဲ့ဗန်တောင်းမှု၅ချက်ကိုချိုးဖောက်နေပါပြီလားလေးလာသူတွေရဲ့အမြင်ကိုစိုးသူအောင်ကစူးစီးတင်ပြထားပါတယ်ရှင်လာရှုံမျိုးကိုစစ်ကောင်စီကပြန်ရပြီးမေလ9ရက်နေ့မှာတော့တရုတ်ကမြမအကျိုးကိုလူလာကြောင်းရေးသားထားတဲ့စောင်းပါတစ်ပုဒ်ကိုမြမအလင်းသတင်းစာမှာဖော်ပြလာပါဗျ ဒီဆောင်မကိုတယုတ်တန်အမတ် Mrs. Maja Kuran ရေးခဲ့တာဖြစ်ပြီးတော့ဗန်တော်မှု9ရက်လို့ခေါ်တဲ့ငိမ့်ညမ်းစွာအသူရှင်တွဲနေထိုင်ရေးအခြေခံမှု9ချက်ကိုအလေးထားကြောင်းနှစ်ချိန်အထိထည့်ရေးခဲ့တာတွေ့ရပါတယ်အဲ့ဒီမူငါးချက်တည်းမှာနိုင်ငံတစ်ခုရဲ့ပိုင်နက်နဲ့အချုပ်အခြာအာဏာကိုလေးစားဖို့မကျူးကျော်ဖို့ပြည်တွင်းရေးကိုဝင်မဆော့ဖတ်ဖို့နဲ့နှစ်ဦးနှစ်ဖက်မျှတပြီးအပြန်အလှန်အကျိုးဖြစ်ထွန်းဖို့တွေပါဝင်ပါတယ်။ Yeah I think uh, unprecedented is a good word to describe China's intervention in Russia တရုတ်ရဲ့ဆွတ်ဖက်မှုကမကြုံစဘူးဖြစ်ရဆိုတာမှန်ပါပဲတရုတ်ကတခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးမှာဝင်ရောက်မဆွတ်ဖက်တဲ့မူဝါဒကိုကျင့်သုံးတယ်လို့ပြောလို့ရှိတယ်ဒါပေမဲ့ဒီမူဝါဒကိုမြန်မာနိုင်ငံမှာမလိုက်နာခဲ့တာထင်ရှားပါတယ်တရုတ်ဟာမြန်မာနိုင်ငံမှာပြောင်ပြောင်တင်းတင်းဝင်ရောက်ဆွတ်ဖက်တဲ့မူဝါဒကိုကျင့်သုံးခဲ့ပါတယ်သူကမြန်မာပြည်တွင်းရေးမှာတက်ရိုက်ပါဝင်လာတာလာရှိုဖြစ်ရကအထင်ရှားဆုံးဥပမာပါ Uh, Lashio is the most recent and, and the most brazen example. အဲ့ဒီဗန်တော်မှု၅ချက်ကိုဝန်ကြီးချုပ်ဦးနုလက်ထက်1954ခုနှစ်မှာတရုတ်အိန္ဒိယနဲ့မြန်မာတို့ကပူးပေါင်းချမှတ်ခဲ့တာဖြစ်ပြီး1955ခုနှစ်မှာတော့ဒီမူကြီး၅ရက်ကို အာရှအာဖရိကတို့မှာရှိတဲ့နိုင်ငံပေါင်း29နိုင်ငံကသဘောတူအတည်ပြုခဲ့ကြပါတယ်။ အဲ့ဒီမူငါးချက်မှာအချုပ်ချအာဏာကိုလေးစားဖို့နဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆော့ဖက်ရဘူးဆိုတဲ့အချက်တွေပါဝင်ပေမဲ့တရုတ်ကကြောက်ဖြူမှာလုံခြုံရေးသက်သာတွေဆင်လုခဲ့သလိုပြီးခဲ့တဲ့ဩဂတ်လထဲမှာပဲယူနန်ပြည်နယ်ရွှေလီမြို့လုံခြုံရေးကော်မတီကနေ TNL ကိုတိုက်ပွဲတွေချက်ချင်းရပ်ဖို့တတိပိစာလဲပို့ခဲ့ပါတယ်။နောက်ဆုံးဖြစ်ရက်ကတော့လာရှုံမြို့ကိုပြန်ပေးဖို့ MNDA ကိုဖိအားပေးခဲ့တာဖြစ်ပြီးတရုတ်ကိုယ်စားလှယ်ကိုယ်တိုင်အပြည့်အဝစောင့်ကြည့်ဖို့မြန်မာနိုင်ငံထဲမှာယုံထိုင်နေတာဖြစ်ပါတယ်။ တရုတ်အရေးလေးလာနေသူတယောက်ရဲ့ပြောပြချက်ကို DVB ကအသံအစားထုတ်ဖတ်ပြထားပါဗျ။ဗန်နောင်းမှုမှာတနိုင်ငံနဲ့တနိုင်ငံပြည်ရင်းရေးဝင်မဆွတ်ဖတ်ဖို့ဆိုတဲ့အချက်ပါတယ်ဆိုပေမဲ့ပြောရရင်တော့ဒီလက်ရှိတရုတ်ရဲ့မြမရေးပါဝင်မှုဟာပြည်ရင်းရေးမှာပါဝင်ဆွတ်ဖတ်မှုလို့ပြောတဲ့နေရာမှာတရုတ်ကပရိပခဖြန်းပြေးအတွက်လမ်းကြောင်းဖွင့်ဖို့နဲ့တည်ငြိမ်ရေးအတွက်မူတည်ပြီးဂျားတွေကဖြန်းပြေးပေးနေတယ်လို့ပြောလို့ရပါမယ်။ သူဈာတဲ့ကဖြန့်ပြေးပေးနေတဲ့အတ္တရဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေမှာဘလို့လုံးမလဲဆိုတာကတော့သူတို့အပေါ်မှာပဲမူတည်ပါတယ်ဒီတော့ပြည်ရင်းကိုဓာတ်ရိုက်ဝင်ရောက်ဆွတ်ဖတ်တယ်ဆိုပေမဲ့ကျမခုနကပြောတဲ့အတိုင်းပါပဲဗန်နာမှုရဲ့မူရင်းရွယ်ချက်ကိုသိချာသိရင်ဗန်နာမှုကိုချိုးဖောက်တယ်လို့တော့ပြောဖို့ခက်ခဲပါတယ် ဒါကြောင့်ပဲတရုတ်ကသူ့နယ်စပ်ဒေသနဲ့အကျိုးစီးပွားလုံခြုံရေးအတွက်မြမပြည်တွင်းရေးကိုဝင်ရောက်ဆော့ဖတ်နေတယ်ဆိုတာမြင်သာပေမဲ့ဗန်နောင်းမှု၅ရက်ကိုချိုးဖောက်နေပြီလို့ဆွဆွဲဖို့ခတ်တဲ့အခြေအနေဖြစ်တယ်လို့သူကဆိုပါတယ်။အခုဖြစ်စဉ်ဒီမှာတရုတ်ရဲ့ချင်းကပ်ဖြည့်ရှင်းပုံနဲ့ EAO တွေရဲ့ချင်းကပ်ပုံမတူတာကိုသတိထားစောင့်ကြည့်ဖို့လိုအပ်ကြောင်းပညာရှင်အားလုံးကထောက်ပြကြပါဗျာ။နှစ်ဖက်စလုံးက ဟိုဗလဲသူတို့ကိုတောင်းဆိုပြီးတော့ပါဝင်ဖို့ဟိုပါဝင်ဖြန့်ပြေးပေးဖို့တောင်းဆိုလို့သူတို့ပါဝင်ရတာပါလေ နော်ကြည့်ချက်ဒါကျမကြားတာကျမဆိုနေ့ချက်ကသူတို့ကဒီရင်းမှာဝင်ရောက်ဆက်ဖက်တယ်ဆိုတဲ့အဓိပ္ပာယ်ဘယ်လိုဖွင့်ဆိုလဲဆိုတော့အဲ့ဒီရင်းမှာရှိနေတဲ့အစိုးရဖြုတ်ချပြီးနောက်အစိုးရကိုတင်တာမျိုးပေါ့ဗျာနော်ဒီမတို့ကြားမှုတဲ့ဒီ color revolution မျိုးဟာမျိုးအဲ့ဒါကိုပဲသူကဒါပြည်ပြည်တွင်းရေးမှာဝင်ဆက်ထားလို့သူကပြောထားတယ်နော်အဲ့တော့အခုအရေးကိစ္စမှာ ဟိုတရုတ်ပြည်ရဲ့ကြီးမြင့်ဟုတ်တယ်ကျမတို့ကြီးမြင့်ပါလေမတူနိုင်ဘူးကြမြန်မာနိုင်ငံထဲမှာတရုတ်စီမံကိန်းတွေအပါအဝင်အမေရိကန်ကဆင်နွှဲနေတဲ့စီးပွားရေးစစ်ပွဲကနေလွတ်မြောက်ဖို့အာဆီယံနဲ့အာရှနိုင်ငံတွေပါတဲ့စီးပွားရေးဇင်းကြံဖြစ်ဖို့ကြိုးစားနေတာကြောင့်မြန်မာပြည်အေးချမ်းဖို့ကိုတရုတ်က အလိုရှိနေတာလို့သူကဆက်ပြောပါတယ် တရုတ်ရဲ့အကျိုးစီးပွားကာကွယ်တဲ့လုပ်ရည်တွေဟာမြန်မာဒေါ်လာရေးကိုအဟန့်အတားဖြစ်စေပေမဲ့ဆက်ရနာရှင်စနစ်အဆုံးသတ်စေဖို့အတွက် ကိုယ့်အလုပ်ကိုဆက်လုပ်ကြရမှာဖြစ်တယ်လို့ဒေါက်တာလှကျော်စောကထောက်ပြပါဗျ။ Mrs. Maja ကတော့တရုတ်ရဲ့မြန်မာပြည်ကောင်းကျိုးတည်ပွေးမူဝါဒကထာဝစဉ်မပြောင်းလဲဘူးလို့သူ့ရဲ့ဆောင်းပါးထဲမှာထည့်သွင်းရေးသားခဲ့ပါဗျ။ကျွန်တော်စိုးသူအောင်ပါ။